chapter 112မှာတော့ဘာလို့စီကိုဘောလုံးပေးဖို့မှုကိုအီစာကြီးကရက်တန့်လိုက်ပါတယ်အချိန်နဲ့ပြေးရတယ်ခုံတာတွေဘောလုံးထိန်းတာတွေအားလုံးစိတ်ထဲမှာတွေးထားသလိုလုံနိုင်နေပြီအားလုံးဟာနေ့ကျင်ရင်မှာရရှိခဲ့တဲ့အတိအပွင့်တွေပဲဖြစ်ကြပါတယ်အခုစရင်အီစာကြီးကဂိုးစီကိုတဖန်ပြန်ပြီးတော့တံပြန်တိုက်စစ်ဆင်းပါပြီအီစာကြီးရဲ့တွဲဘက်အနေနဲ့ငမမတ်သားကလိုက်ပါလာခဲ့ပြီးအီစာကြီးကလိုရန်ဇွန်နဲ့အတူရှစ်တက်လာတဲ့တံပြန်တိုက်စစ်ကိုစောင့်နေခဲ့ပြီးနောက်တန်းမှဘဘူးမမကြံတော့တဲ့အချိန်ကျမှအလင်းဝင်တိုက်တာဖြစ်ပါတယ်အီစာကြီးနဲ့ငမမတ်သားပေါင်းဆက်မှုကသူတို့ရဲ့မြေဆန်လာတဲ့လူပေးပုံနဲ့ ဝင်းရုံဖောက်ထွက်သွားပါတယ်ယူကီမီယာကအီဇာကီအပေါ်မုန်းနိုင်ခံစားချက်တွေမရှိဘူးဆိုပေမဲ့အသင်းရဲ့ပုံစံအတိုင်းအီဇာကီစီကဘောလုံးကိုလှုပ်ဖို့ကြိုးစားပါတယ်တပတ်အသင်းကစားသမားကဘောလုံးကိုဖျက်ထုတ်ဖို့လှုပ်တဲ့အခါမှာတော့အီဇာကီကစက်ညစ်ဘက်ကိုရှောင်ထွက်သွားတဲ့အတွက်တပတ်အသင်းကစားသမားယူကီမီယာနဲ့တိုက်မိခဲ့ပါတယ်အီဇာကီကဘောလုံးကိုထိန်းတဲ့နေရာမှာလည်းပိုကောင်းလာခဲ့ပြီးတပတ်အတင်းရဲ့ကစားသမားကိုကြော်ဖြတ်ဖို့ယူကီမီယာကိုငါးစာအနေနဲ့အတုံးချသွားခဲ့တာပါ။နတ်ဖျားတယောက်ရဲ့အမြင်နဲ့တွေးထားတဲ့အတိုင်းလှုပ်ရှားနိုင်တဲ့ခန္ဓာကိုယ်အဲ့ဒီလိုမျိုးအဆင့်ထိဆက်လက်ပြောင်းလဲနေပြီ ဲ့လိုအချက်တွေကြောင့်မေအီစာကီကယူကီမီယာရဲ့ပန်းတိုင်ဖြစ်နေတာပါခိုက်စားလည်းအရင်လိုပဲအီစာကီစီကဘောလုံးလူ့ဖို့ကြိုးစားနေတော့လူရန်ဆိုနောက်ဆက်တာကိုခံလိုက်ရပါတယ်လူရန်ဆိုကခိုက်စားကိုပြစ်မှတ်ထားပြီးနောက်တန်းကိုတဖြည်းဖြည်းပြန်လာနေတော့နီကိုအာရီယူအိုက်ကူတို့ကရှေ့ကိုစွန့်မတက်ပဲအချိန်ဆွဲထားပြီးတိုက်စစ်ကိုအချိန်ရောအောင်လုပ်မှာပါအဲ့လိုလှုပ်ချင်းအဖြစ်ခန့်စစ်ပုံစံပြောင်းနေပြီဆိုမှဘောလုံးကိုဝိုင်းလူကြမှာပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကတော့တပတ်အတင်းရဲ့ခန့်စစ်နီးစနစ်ကိုကြိုတိနေပုံပေါ်ပြီးအချိန်ပြင်းပြင်းနဲ့ပြေးဆက်သွားပါတယ်အဲ့လိုအချိန်မျိုးနဲ့ နီကိုအိုက်ကူတို့ကြာဖောက်ထွက်သွားပြီးအရှိန်နဲ့ဖောက်ထွက်ဖို့ပြင်နေကြတာပါနီကိုကအခုဆိုရင်အီစာကီရဲ့ခြေကွက်တွေကအရင်အထက်ပူကောင်းလာတယ်လို့တွေးနေမိပါတယ်ရှေ့ကိုပြင်းနေတော့ကရူနာကဘောလုံးကိုမြောက်တင်ပေးလိုက်ပြီးဒရက်ရှာနဲ့ဂိုးသွင်းမဲ့ကြံနေတော့နက်စကအီစာကီရဲ့ဘောလုံးကိုဖျက်ထုတ်ဖို့လုပ်ပါတယ်အချက်အလက်တွေရအီစာကီရဲ့ဒရက်ရှာကညာချင်နဲ့ပဲကန်လို့ရတဲ့အရာမလို့နည်းနည်းတော့တိုက်လိုက်မယ်ဆိုရင်တော့မှအဲ့ဒီကန်ချက်ကိုကန်လို့မရတော့ပါဘူးဘယ်လိုလဲကန်လို့မရတော့ဘူးမဟုတ်လား အဲ့ဒါအရင်ကငါအပေါ်မှာပဲအလုတ်ဖြစ်လိမ့်မယ်။ကန်နေကြညာချီနဲ့မဟုတ်ပဲဘယ်ချီနဲ့ကန်တွင်းလိုက်တဲ့အီစာကီကိုဂျာမန်ဂီလီယာမင်းရဲ့ခန္ဓာကိုယ်ဘာလို့လုတ်လိုက်တာလဲလို့မေးလိုက်ပါတယ်။ဘလူးလော့ရဲ့မျောလင်းချက်အီစာကီယူအီချီကတော့နေယိုအေဂွေးစ်လီမှာသူ့ရဲ့ပထမဦးဆုံးဂိုးကိုသွင်းယူနိုင်ခဲ့ပါပြီ။ဘယ်ချီတိုက်ရိုက်ကန်ချက်ဆိုတဲ့လက်နက်တစ်တခုကိုအီစာကီကတည်ထင်နိုင်ခဲ့ပါတယ်။ဂျာမန်ဂီလီယာတော့အီဇာကီရဲ့ဘယ်ချီကန်ချက်အပေါ်ဝူရှူဝါးတွေဖြစ်နေခဲ့ပြီးအရင်ပွဲကမလုံနိုင်တဲ့ကန်ချက်မျိုးကို လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကရသွားခဲ့တာကိုမယုံနိုင်ဖြစ်နေပါရဲ့မင်းရဲ့ခန္ဓာကိုယ်ဘာလို့လိုက်တာလဲပြောလို့ပြောတာမဟုတ်အဲ့ကောင်တော်တော်လေးစောင့်မြင်ကတ်လွန်ခဲ့တဲ့9ရက်ကအီဇာကီယာကပ္ပတိန်အမေရိကစီကိုအကူအညီတောင်းဖို့တွားခဲ့ပါရယ်။အီဇာကီယာသူ့ရဲ့အဓိကလက်နက်ဖြစ်တဲ့ဒရက်ရှော့ရဲ့အားနည်းချက်ကိုရှာသိသွားခဲ့ပြီးအဲ့ဒီအရာကညာချင်နဲ့ပဲတိတိကျကျကန်သွင်းလို့ရတာပါ။ဒါပေမဲ့လိုအပ်ရဲ့ခန္ဓာကိုယ်ကိုအတုခိုးခဲ့ပြီးဘယ်ညာနှစ်ဖက်လုံးနဲ့ကောင်းကောင်းကန်သွင်းနိုင်တဲ့ကပ္ပတိန်အမေရိကစီကနှစ်ဖက်တန်ဖြစ်စေမယ့်နီလန်းကိုလိုချင်တာဖြစ်ပါရယ်။ ဆိုင်းမစင်မုံမစင်ရောက်ချလာပြီလောလောနဲ့ပြောနေတဲ့အီစာကီရဲ့စကားတွေကိုကပတိန်အမေရိကနားမလည်ပါဘူးအီစာကီကအဲ့လိုဆိုရင်တော့အနည်းဆုံးတော့သူနဲ့တူတူလေ့ကျင့်ခွင့်ပေးပါလို့ပြောပါရယ်ကပတိန်အမေရိကကတော့သူတို့အခွင့်ပြုပေးလိုက်မယ်ဆိုရင်သူ့ရဲ့အရေးချင်းတွေကိုအဆုံးသတ်ခံရပြီးတော့ပြီးဆုံးသွားမယ်လို့ပြောပါရယ်ဝိုင်ကမ်မှာအနိုင်ရရှိခဲ့ပြီးနှစ်ဖက်တန်ဖြစ်လာတဲ့အကြောင်းရင်းကသူ့ရဲ့ကြွသားဖွဲ့စည်းပုံနဲ့အယိုးဖွဲ့စည်းပုံကြောင့်ဖြစ်ပြီးအီစာကီရတာသူ့လိုလိုက်လုံမယ်ဆိုရင်မကြီးတဲ့နဲ့နေရာတွေကြီးကုန်ပြီးတော့ ခန္ဓာကိုယ်ဟန်ချက်မညီမညာဖြစ်ကဣစာကြီးရဲ့လှုပ်ဆောင်မှုတွေကလည်းကြာဆင်းသွားနိုင်ပါတယ်အဲ့ဒီလိုအရာမျိုးတွေကိုတော့တတိမထားမိဘူးဆိုရင်ဣစာကြီးရဲ့ဘလုံးသမားဘဝကအဆုံးသတ်သွားလိမ့်မယ်လို့ကပ္ပတိန်အမေရိကကပြောပါတယ်ဣစာကြီးရဲ့လေ့ကျင့်မှုတွေကိုမပြတ်သုံးအောင်တတိပေးခဲ့တဲ့ကပ္ပတိန်အမေရိကဟာဆိုရင်တော့အခုချိန်ထိလူကောင်းဖြစ်နေသေးပါဒါပေမဲ့ဣစာကြီးဟာအနည်းဆုံးတော့ခုနီကာမီဘလို့လေ့ကျင့်လဲဆိုတော့သိကျင်နေပြီးအဲ့ဒီအချိန်မှာပဲစန်နီမမလေးနဲ့တွေ့ဆုံခဲ့ပါတယ်ပွဲပြီးကြတဲ့အခုချိန်ထိစကားလာမပြောတဲ့ခုနီကာမီကိုစန်နီမမလေးကတွေ့ကျင်နေခဲ့တာဖြစ်ပြီး အဲ့ဒီအရာကိုလည်းမမလေးကပြောချင်နေခဲ့တာအတော်ကြာပြီဖြစ်ပါတယ်။ကပ္ပတိန်အမေရိကကတော့လိလိရှိနေပြီးမမလေးပြောတာကိုလည်းဘာမှမကြားချင်ပါဘူး။ကပ္ပတိန်အမေရိကပြောသေးတာမရှိဘူးဆိုရင်သူပဲပြောမယ်ဆိုပြီးတော့ဆန်နီမမလေးကကပ္ပတိန်အမေရိကရဲ့ကစားပုံနဲ့အပြုတ်မှုတွေကပြောင်းလဲသွားခဲ့ပြီးသူကိုယ်တိုင်လည်းပြောင်းလဲသွားခဲ့ပြီမလို့အခုချိန်ရဆပြီးတယောက်ကိုတယောက်စောင့်ကြည့်ကြရမယ်လို့ဆန်နီမမလေးကပြောပါရယ်။တငင်ချင်းဟောင်းတွေ့ဆုံပွဲကိုဘာချီရာရရှိလာခဲ့ပြီးအီဇာကီကိုလည်းညင်ညင်တတာပဲစားလိုက်ပါရယ်။ဘာချီရာကပါအီဇာကီနဲ့ ကပ္ပတိန်အမေရိကကိုသွေးပို့လာခဲ့တာဖြစ်ပြီးသူတို့ရဲ့နောက်ဆုံးပွဲကိုမြင်တွေ့ခဲ့ရပြီးတော့အံ့ဩဖို့ကောင်းပြီးအတားအယူတွေစိတ်ထွက်လာတာကိုမြင်ရတယ်လို့ပြောပါရယ်ကျွန်တော်အပါဝင်စန်နီမမလေးနဲ့အီစာဂီတို့ကဘာရှိတာ ပြောတာကိုတလုံးမနားမလဲဖြစ်နေပြီးကပ္ပတိန်အမေရိကရဲ့တွင်ကုန်းနဲ့အထူးသဖြင့်အီစာဂီရဲ့လှုပ်ရှားပုံတွေကအံ့ဩဖို့ကောင်းပြီးတော့မမလေးရဲ့တွင်ကုန်းကလည်းသူ့ကိုအားကျစေလို့ပြောပါရယ်တကယ်တမ်းဒီကိုလာခဲ့ရတဲ့အကြောင်းရင်းကတော့ကပ္ပတိန်အမေရိကနဲ့အတူလေ့ကျင့်ဖို့ပဲဖြစ်ပြီးကပ္ပတိန်အမေရိကကတော့ခရီးမဆိုင်ပဲဒီလိုလာခဲ့ရတာလေတငယ်ချင်းတွေအတူပြန်တွေ့ကြဖို့မဟုတ်ဘူးလို့ပြောပါရယ် ။ဘာချီရလဲ။သူလဲဒီကိုတွေးဖို့လာခဲ့တာမဟုတ်ပဲ။သူ့ရဲ့ dribbling အသစ်တွေကိုစမ်းကျင်လို့ဖြစ်ပြီးစန်နီမမလေးကလည်းသူ့ရဲ့ဆွဲပြေးတဲ့စကေးတွေကိုလေ့ကျင့်ခြင်းနဲ့အတွက်ကြောင့်နှစ်ယောက်နှစ်ယောက်ကန်ကြဖို့ဆုံးဖြတ်လိုက်ပါရယ်။ဘာချီရကအီဇာကီးနဲ့အတင်းဖွဲ့ဖို့ဆုံးဖြတ်လိုက်ပြီးဘာချီရနဲ့မမလေးတို့ကလက်နက်နဲ့ style အသစ်တွေရှိကြပြီဆိုပေမဲ့အဲ့ဒီအရာတွေကိုအဆုံးစွန်အထိအသုံးပြုနိုင်ဖို့အတွက်ပြင်ဆင်စရာရှိတာတွေလာပြင်ဆင်ကြတာဖြစ်ပါရယ်။အီဇာကီးကစိတ်အပူလွန်သွားခဲ့တာဖြစ်ပြီးနှစ်ဖက်တန်ဖြစ်ဖို့မလိုအပ်ပဲဘယ်ချင်းနဲ့ကနိုင်ယုံလောက်ပဲလိုအပ်တယ်ဆိုတာနားလည်သွားပါရယ်။ အဓိကလက်နက်ကိုအစစ်မြင့်တင်နေချိန်မှာဒုတိယလက်နက်ကိုလည်းရှာဖွေထားရပါမယ်။တငယ်ချင်းတွေအားလုံးတယောက်အရေးချင်းတယောက်လေ့ကျင့်ရင်၅ရက် အတွင်းမှာမြင့်တင်ခဲ့ကြပြီးသူ့ရဲ့ဒုတိယမြောက်လက်နက်ကိုအီတလီနဲ့ပွဲမှာထိချုံနိုင်ဖို့အသုံးချသွားမှာပါ။ဘယ်ချေတိုက်ရိုက်ကန်ကျဲဆိုတဲ့လက်နက်အစ်ကိုရှာတွေ့သွားတဲ့အီစာကီကိုအိုလီဗာအိုက်ကိုကကြီးကျူးနေပြီးရဲအနှဲငယ်အတွင်းမှာနှစ်ဖက်တန်ဖြစ်လာတယ်ဆိုတာမဖြစ်နိုင်ကြောင်းတွေးမိနေပါရဲ့။ဟေးကောင်လေးမင်းကတန်းကားစီတပို့ပြီးတော့တန်တာပဲ။မင်းကထိတ်တီးဆိုတဲ့နေရာကိုမိုက်ခဲနဲ့မျှယူနေရတယ်မလား။ ဆိုပြီးလိုရန်ဆိုတာပြောတော့အီဇာကီးကမင်းကြိုက်တယ်လို့ပြောလူအမတ်တော်မမားစီနဲ့ဇွန်ဘီကောင်လေးလို့ပြောလိုက်ပါတယ်လိုရန်ဆိုကတော့တကိုးလေးရတာတော့ကိုမန်တက်မနေဘူးနဲ့သူ့အတင်းဖြစ်တဲ့ဥပါကိုပြန်စတင်ဖို့ပြောပါတယ်ဒီလိုနဲ့ကစားဝေးကပြန်လည်စတင်ခဲ့ပြီးဒီတစ်ခါမှတော့လိုရန်ဆိုကတိုက်စစ်အတွက်တုတ်တုတ်လေးတော့မလှုပ်ပါဘူးဥပါအတင်းရဲ့တိုက်စစ်ကအတော်လေးနှေးပြီးတော့ဘောလုံးကိုပါမသွားအောင်စော့နေတယ်လို့ပါပဲသူတို့ကိုကြည့်ရတာတိုင်ပြန်တိုက်စစ်ကောင်းကောင်းစဖို့အတွက်အချိန်ကောင်းအောင်စောင့်နေတဲ့ပုံပေါ်ရတယ်ပြီးတော့အဲ့ဒါဘာလို့နဲ့စတင်လောက်ပြီး ဘာလို့ကိုသာမျက်စိတောက်တော့ကြည့်နေနိုင်ပြီးသူ့ကိုတားနိုင်မယ်ဆိုရင်ဥပါအသင်းရဲ့ကံချက်တွေကိုပိတ်နိုင်မှာပဲဖြစ်ပါတယ်တဖက်ဥပါအသင်းရဲ့အဆောင်မှာတော့မစ္စတာစနက်ဖီကအကုန်လုံးဖော်ဖော်ရွရွနှုတ်ဆက်နေပြီးလေ့ကျင့်ခန်းမစခင်မှာအားလုံးမိကုန်းတစ်ခုမေးပါတယ်အဲ့ဒီမိကုန်းကတော့ဘောလုံးကမင်းတို့အတွက်ဘလို့အေးပါလဲလို့မေးပါတယ်ဘောလုံးဆိုတာသူတို့ရဲ့အိမ်မက်သူတို့ရဲ့တခုတည်းတော့ရွေးချယ်စရာဘဝတစ်ခုလုံးလောင်းကြီးထားရမယ့်အရာတွေလို့အားလုံးကအတီးတီးဖြေဆိုကြပါတယ်စနက်ဖီကတော့ဒီလိုအဖြေတွေကအရန်အောင်ဖြူစင်နေ ဆေကျော်တက်တည်းရဲ့ဖြည့်ပဲဖြစ်ပြီးနောက်ထပ်မေကုံးတစ်ခုထပ်မေးပါရယ်အဲ့ဒီရာတော့ဘောလုံးဆုံရှုံလိုက်ရမယ်ဆိုရင်မင်းတို့မှဘာကြံမလဲလို့မိလိုက်ပါရယ်ဘဝတစ်ခုလုံးကိုဘောလုံးအတွက်မြုပ်နှံထားတာမကောင်းတဲ့အရာတော့မဟုတ်ပေမဲ့ဒဏ်ရာရခဲ့တာဒါမှမဟုတ်ဘောလုံးဆက်ကစားဖို့အကြောင်းပြချက်မရှိတော့တဲ့အချိန်ဒီမှာဘာလို့မလဲလို့မိလိုက်ပါရယ်အားလုံးကကြောင်အံ့ဖြစ်နေကြပြီးစနက်ဖီကတော့မပြေနိုင်တဲ့သူတွေကကိုယ့်ရဲ့အိမ်မက်တွေမှာပိတ်မိနေကြတဲ့ပျော်ရမ်းသမားတွေလို့ပြောပါရယ်ပရိုရီအတွက်ကြတော့အနိုင်ရတယ်ဆိုတာသူတို့ရဲ့တောင်းပန်ပါပဲ အဲ့လိုအနိုင်ပွဲတွေရပဲသူတို့ရဲ့ဝမ်းစာကိုရှာဖွေကြရတယ်ဆိုတာညင်းပယ်လို့မရနိုင်တဲ့အမှန်တရားပါပဲဘောလုံးဆိုတာကလည်းအလုပ်ပဲဖြစ်ပြီးတော့ Uber ဆိုတဲ့အသင်းကလည်းကုမ္ပဏီတစ်ခုလိုဖြစ်ပြီးကစားပွဲတွေကလည်းစီးပွားရေးလုပ်တယ်လို့ဖြစ်ပြီးတော့ကစားသမားတွေကလည်းဝန်ထမ်းတွေပါပဲဒါကြောင့်မို့ကစားသမားတိုင်းရဲ့အချက်လက်တွေကိုစုဆောင်းထားပြီးခန့်စစ်တိုက်စစ်တွေမှာအတူတူပူးပေါင်းလှုပ်ဆောင်သွားကြမယ်ဗျူဟာတွေပါပဲကစားသမားတွေရဲ့အချက်လက်တွေအားလုံးပါရှိပြီးဗျူဟာရှင်ကအဓိကကြတာမလို့သူတို့ရှုံးခဲ့ရင်တာဝန်ယူစရာမလိုဘူးဆိုပြီးတော့စနဖီကပြောပါရယ်ဒါကြောင့် ဘောလုံးဆုတဲ့အရာကြီးကိုစီးပွားရေးလို့လှုပ်ဆောင်ပြီးငါ့ရဲ့ဘျူဟာအတွက်ခြေလက်တွေဖြစ်လာကြပေးပါလို့ Snaffy ကအဆုံးသတ်လိုက်ပါတယ် Snaffy ပြိုးထောင်ပေးခဲ့တဲ့သူတွေကတော့စစ်တပ်ထဲရလို့စီကံတိကျပြီးတော့တယောက်ချင်းစီတိုင်းရဲ့အကောင်းဆုံးလွတ်နိုင်စွမ်းတွေကိုတေချာလေ့လာထားပြီးဘျူဟာကို Snaffy ကပြင်ဆင်ထားတာဖြစ်ပါတယ်သူတို့ကဒီနေရာမှာအသက်ရှင်ကျန်းရင်းနိုင်မယ်ဆိုရင်ကြီးမားတယ်အောင်မြင်မှုမျိုးရနိုင်တယ်လို့နီကိုကပြောပါတယ်အားလုံးကသဘောတူခဲ့ကြပြီမဲ့တစုံတယောက်ကတော့တိတ်ဆိတ်နေခဲ့ပါတယ်တစ်ဖက်မှာလည်းဘာရိုရဲ့ခြေလန်းတွေကိုအီဇာကီကစောင့်ကြည့်နေခဲ့ပြီး အတင်းရဲ့စီးချက်ပြောင်းသွားပြီးဆန်တိုကလူပေးလိုက်တဲ့အခါမှာအီဆာကီးကဖျက်လွတ်သွားခဲ့ပါတယ်အဲဒီကောင်ဝိုင်းလိုက်စမ်းဆိုပြီးတော့ဘာလို့ကအမိန်ပေးလိုက်တဲ့အခါမှာတပတ်အတင်းရဲ့လူတုံးယောက်ကတပြိုင်တည်းရောက်ရှိလာခဲ့ပြီးအီဆာကီးရဲ့မျက်စိကိုတုံးဖို့အချိန်တောင်မရှိလိုက်ပါဘူးလူလည်းမရှိတော့တဲ့အတွက်ကြောင့်လူပြန်ပေးဖို့ကြိုးစားလိုက်ပေမဲ့အရန်ကိုနောက်ကျတော့တဲ့အတွက်နီကိုဖျက်လွတ်တာခံလိုက်ရပြီးဥပအတင်းရဲ့ထောင်ချောက်တဲကိုကျသွားခဲ့ပါတယ်နီကိုရဲ့တာဝန်ကပြီးသွားခဲ့ပြီး အကုန်လုံးကအီစာကီးရဲ့အကွက်ကိုကျူးမြင်ထားပြီးတော့အားလုံးကဖြူဟာရအစီရင်ထားခဲ့တာဖြစ်ပါတယ်ပထမဆုံးဆိုရှယ်မှုနဲတဲ့တိုက်ခိုက်မှုမျိုးကိုလုပ်ပြီးဒုတိယအနေနဲ့ဘောလုံးခိုးခံရတဲ့အခါမှာတော့အချိန်နဲ့ညက်တိုက်ကတိုင်ပြန်တိုက်စစ်အတွက်အခွင့်ကောင်းရှာဖွေပါတယ်ဘယ်လိုကစားသမားမျိုးကမှဒီလိုဖြူဟာကြကြကစားပုံမျိုးတယောက်တည်းအနိုင်ယူနိုင်မှာမဟုတ်ပါဘူးဒီအသည်းရဲ့မျှဝေထားတဲ့ဖြူဟာတွေနဲ့အသွေးခေါ်တွေရွေးချယ်ချက်တွေကကစားသမားစတိရပေါင်းထားတဲ့မကောင်းဆိုးအကောင်ကြီးနဲ့တူပါတယ်ဥပါရဲ့ကစားပုံမျိုးစနက်ဖီကစောင့်ကြည့်နေရင် chapter 134ကတော့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ဗီဒီယိုကိုတဘောကျနှစ်တက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်။အားပေးကြတဲ့သူတူတူတယောက်ချီးတန်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ပိုင်းနေမှာပြန်တွေ့ကြတာပေါ့။